ားလုံးပဲမင်္ဂလာပါခင်ဗျာအာကျွန်တော် TikTok မှာမိကုံးလေးတစ်ခုရှိနေလို့လीအဲ့မိကုံးဖြည့်ပေးနေဒီမှာအာကျွန်တော် market analysis လေးတစ်ချက်တခုလောက်လုပ်ပြချင်မယ်ဗျာအဲ့တော့ကျွန်တော်တို့ crypto analysis လုပ်တဲ့အခါမှာတဲ့ကျွန်တော်တို့ one hour chart တို့ four hour chart တို့ဘာလို့မဆွဲဘဲနဲ့ daily time frame မှာပဲဆွဲတာလဲပေါ့နော်အဲ့ဒီမိကုန်းပုံမှာကျွန်တော်ဒီမှာဖြည့်ပေးရလို့ရှိရင်ကျွန်တော်တို့ one hour four hour chart ဒီမှာကျွန်တော်တို့ကအာ analysis မလုပ်တာတော့မဟုတ်ဘူးဗျာမ trade တာတော့မဟုတ်ဘူးအဲကျွန်တော်ဆိုလို့ရှိရင် four hour မှာလည်း trade တယ်အဲ့တော့ four hour မှာ trade trade four hour မှာကျွန်တော်တို့ analysis ဘာလို့မလုပ်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့က ဒီဥမာဆိုပါစို့ဟိုဈေးကွက်ကကျွန်တော်တို့က daily can နဲ့အပိတ်ကိုကြည့်ရတယ်ဒီနေ့ဘယ်ကန်နဲ့ဘယ်လိုပိတ်သွားလဲဆိုတဲ့အပေါ်မှာကြည့်ရတာကွာဟောဘယ်လိုပြောရမလဲဆိုတော့ ကျွန်တော်တို့ reliability ပေါ့နော် reliability ရ stability ရဘာကောင်းဘာမပိုကောင်းဆို higher time frame တွေမှာပို့ပြီးတော့ကြည့်လို့ပို့ပြီးတော့အဆင်ပြေတယ်အာပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ weekly time frame ကိုကြည့်မယ် weekly time frame မှာ weekly time frame မှာကျွန်တော်တို့ဘယ် support resistance ကိုရောက်နေလဲအဲပြီးတော့ daily time frame မှာဘယ်ဆုံးရောက်နေလဲဆိုတော့အဲ့လို weekly ကိုကြည့်ကြည့်ပြီးတော့မှကျွန်တော် daily time frame ကိုပြန်ကြည့်ပေါ့နော် daily time frame ကိုပြန်ကြည့်ပြီးတော့မှကျွန်တော်တို့က market ရဲ့ trend ပေါ့နော်ပြောရမဆိုလာရ up trend ဖြစ်နေရလား down trend ဖြစ်နေရလားဆိုတဲ့ပုံမှန်မူတည်ပြီးတော့ကျွန်တော်တို့ကဆုံးဖြတ်တာပေါ့နော်ဆုံးဖြတ်ပြီးတော့မှ နည်းနည်းလေးကျွမ်းကျင်တဲ့ trader ဆိုလို့ရှိရင်တော့ကျွန်တော်တို့က4 hour chart ကိုစင်းပြီးတော့ trade တယ်အဲဒီထက်ပိုပြီးတော့နည်းနည်းအဲကျွမ်းကျင်တဲ့ trader ပေါ့နော်ကျွမ်းကျင်တဲ့ trader ဆိုလို့ရှိရင်1 hours မှာပိုပြီးတော့ trade တယ်အဲ15 minute to 1 hour ဆိုကတော့ scalping scalping လောက်တာပိုများတယ်ဗျအဲ့ကောင်လေးကျွန်တော်ကတော့ဟောတိတ်ပြီးတော့လုံးလေးလုံးထားတော့မရှိဘူး4 hour မှာတစ်ခါတလေတော့ trade တယ်ကျွန်တော်က trader daily time frame မှာ trader များတယ်ပေါ့နော် အဲ့တော့ကျွန်တော်အနေနဲ့ထင်တာတော့ကျွန်တော်အနေနဲ့အဲလိလာတွေ့ရှိရကြတော့ကတော့ကျွန်တော်တို့ higher time frame ကြီးကတော့ပို့ပြီးတော့ဟော train အဲ train ရဲ့လာရောက်ကျွန်တော်တို့ပို့ပြီး command ဒါကျွန်တော်တို့လွယ်တယ်အဲပေါ့နော်အာပြီးတော့ ဒီ lower time frame နေကြတော့ပါလဲဆိုတော့ရှုံးတာအာမြက်တာမြန်နေဗျာပြောရမလို့ဆိုရှင်ဥပမာတရက်ထက်နေတယ်ဒီမဲ့အဲကျွန်တော်အရှုံးမြက်ကပေါ်တယ် daily time frame ကျတော့အဲ့လိုမျိုးတွေမဟုတ်ဘူးဟိုနောက်တစ်ခေါက်ကျတော့4 hour chart ဆိုတာလေအဲ့လိုမျိုးမဟုတ်ဘူး4 hour chart ဆိုရင်တော့ TVD by TO ဆိုရင်တော့ဟိုကျွန်တော်3 3လရက်လောက်တော့ကြာမှာပေါ့နော်ဟိုကျွန်တော်တို့ daily time frame မှာဆိုလို့ရှိရင်တော့ TVD TO ဘာဖို့အတွက်ဆိုလို့ရှိရင်တော့အော်တခါလေးလာနေချီကြတာလည်းရှိရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့အဲ့လိုမျိုးလေးရှိရဗျအဲအဲ့ဒီတော့ကျွန်တော်ကတော့ analysis လုပ်လို့ရှိရင် အဲ higher time frame မှာပဲ analysis လုပ်တာများပါတယ်အဲဒါလေးကအကိုတယောက်မေးထားတဲ့အတွက်ကြောင့်ကျွန်တော်ဟောဖြည့်ပေးရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်